လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအာရုံသိကြတဲ့အတိုင်းတမဆက်ကြတယ်မှာဟောဒုက္ခတမှုရိယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ် ယာယံတနာပွန်တို့ဘဝိကနန္ဒီရာဂသဟကတာတတရတတရဖိနန္ဒီနီတယထိတံကာမတနာဘဝတနာဝိဘဝတနာတဏ္ဍာရဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုလီသောတရားကိုနမတ္တပိပြောပါဆိုလို့ရှိရင်တဏ္ဍာကိုပဲပြောအောင်ပါဖြစ်တယ်သူရဲ့လွန်မှုမှုအောက်မှာဒုရီယာပြားပြားဝတ်နေကြတယ်ချေချွန်အလား တဏှာရဲ့ကြုံဘဝရောက်နေကြတာသို့တော်ကိုယ့်ကိုယ်ကြုံလို့သိမသိကြကွာအရှင်သခင်လို့ထင်နေမဟုတ်တဏှာခိုင်းရလုံးနေကြတဏှာဓာတ်ပြုံးတဏှာဓာတ်သာတဏှာရဲ့ချစ်ကြွနေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာယာယံတဏှာပောနုပဝိကာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲ ဘဝဆိုတာဖြစ်စေတာသူလေသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟကတာမျက်စိကမြင်တဲ့အာယုံဆိုတဲ့သဘောချက်မျက်စိနဲ့မြင်တဲ့အာယုံသဘောချပြီးနားကအပန်းကြတော့သဘောမကျဘူးလားမဟုတ်ကြပြန်လားနှာခေါင်းကအနံ့ဆိုတဲ့သဘောချပြန်လားလျှာကအရသာဆိုတဲ့သဘောချသဘောချလို့ ဒီကနေ့ခေတ်မှာစားတော့ဆိုင်တွေအများကြီးကြီးပွားတာပေါ့နော်ကိုရင်ကသမီးဟင်းနဲ့တွေမရဘူးညမကြီးကသမီးဟင်းနဲ့တွေမရလို့နိုင်ငံသားနာမည်တွေတက်ပြီးစားကြပြန်ရောအဲ့တော့သဘောချလိုက်ပုံတော့မပြောနဲ့တော့နော်ညမကြီးကချမောက်ဒီဘုံလာချင်းတို့ကောင်းရတဲ့ခင်ချီမှစားတာလို့အဲ့ဒါမျိုးပေါ့ စုချီသွားစားတာတို့အမျိုးဆုံးပေါ့လူတွေရဲ့အကြိုက်ဟာအတုတို့ဖြစ်တယ်အဲ့ဒါကိုတတ္တရတတ္တရဘိနန္ဒိနီဟောဟာကြိုက်တယ်ဓာကြိုက်တယ်ခြိုက်လို့ကိုမဆုံးနိုင်တခုရောသွားနောက်တခုကြိုက်ပြန်နော်ကြိုက်ပြန်တတ္တရတတ္တရဘိနန္ဒိနီတေယထိရန်ကာမတဏ္ဍ ဉာဏ်ကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှိရတဲ့အနတ်အနတ်ဆိုလဲအမျိုးကိုဆုံးလို့အမွေနန္ဒဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျာဆိုတော့ပြောနေရတတဏအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတတဏ အနတော့အသေးခံပြီးရှုတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာတယ်နော်ဝါဝါစားသိမယ်စားသိချင်သိပြီးဒီဝါဝါတော့စားတွင်းသည်မကြိုက်တွင်းသည်နဲ့မတည့်ပါဘူးဆိုတလုံးလုံးပေါ်အောင်စားပြီးတော့သွေးတက်ပြီးသိသွားဩပျော်ပျော်လေးသိသွားတဲ့သဘောပဲသူစီချိုမတည့်ပါဘူးဆိုအချိုစားမရှောင်းနိုင်တာကိုပြောပြတယ် အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်။အဗဒာမပြင်းထန်တယ်ဒုရယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့ထင်။တဏှာလို့ပြောလိုက်ရင်ဒုရယကိုကိုမှမရှိတဲ့ရောင်ရောင်ဖြစ်နေ။အေးရစီအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတဲ့အံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနှံ့ လျာနဲ့လျရတဲ့ရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့ဆိုတာလေจิตနဲ့အာရစိတ်ကူးချမ်းစီလို့အကောင့်အထည်မရှိတာလဲจิตနဲ့အာရကြိုက်ကြတာအဲ့ဒါကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကာမတဏှာပေါ်မှာจิตနဲ့ပြီးတော့ထာဝရဆိုတာကိုရချင်တာချမ်းသာကြွယ်ဝတယ်ဆိုရင်လူတွေကထာဝရပဲဖြစ်ချင်တယ်နော် တက္ကနာဆိုမလို့ချင်ဘူးထာဝရပဲဘဝတန်တရားထဲမှာထာဝရချမ်းသာသူဖြစ်ခြင်းမြဲတာကိုသဘောကျလို့ဘဝတဏဆိုတာတတ္တတဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏကြတော့ဘဝတဏဝိဘဝတဏဆိုတာကြတော့ဆက်ကျင်ပဲပြောထာဝရရှင်တန်ကျင်တဲ့လူရှိတယ်လို့ပဲဘဝကြီးကိုဖိပြက်ပြီးတော့ထာဝရဘယ်တော့မှမဖြစ်တာကိုကြိုက်တယ်လို့လည်းရှိတယ် ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်ဒါနိဗ္ဗာန်ကိုသဘောကျတာမဟုတ်ဘူးသူကတဏှာအနေနဲ့သဘောကျတာကိုပြောတာနိဗ္ဗာန်ဆိုတာကအတိညာဉ်နဲ့သဘောကျတာနော်နိဗ္ဗာန်ကိုရှားခြင်းနဲ့ဆိုတာအတိညာဉ်နဲ့သွားတာဒီတိုင်းဆင်းရဲဒုက္ခတွေကြုံတွေ့ရလို့ဘဝမရှိတာကိုကြိုက်တာဝိဘဝတဏှာလို့ခေါ်တယ် အဲ့ဒါတို့အချင်းချုပ်အားဖြင့်တဏှာ၃မျိုးအာယုံ၆ပါးနဲ့ပြောရင်တဏှာ၆မျိုးအတိတ်ကကပစ္စုပန်နဲ့မြောက်လိုက်မယ်ဆိုရင်တဏှာတွေဟာအလုံးသူတဏှာကိုယ်တဏှာတဏှာဟာတရားနဲ့ရှိမျိုးဆိုဖြစ်လာအဲဒီရှင်ရဒုက္ခရောပါတော့အောင် လောကတွင်မှာဘယ်လိုနေမလဲ လက်ရှိဘဝမှာနေဘုံနဲ့နေလေးကိုအကောင်းဆုံးနေထိုင်မှုဆိုတာကိုကျင့်ရဲပွိုင်းနဲ့မြတ်စွာဘုရားဟောထားတာလေးရှိတယ်။ကိုယ်ဘဝမှာမတိငိမ့်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်။ဘယ်လိုနေမလဲ။နံပါတ်1က ုကွာဆိုတာလှုပ်ရှားယုံကံပြီးတော့အလုံးလုံးပြီးတော့ဘုရားမှာယက်တိကြတာဖြစ်တယ်အသိပညာတပညာတွေကိုအမိပြုပြီးတော့အသက်ရှင်ကြတာဖြစ်တယ်ဒါကြောင့်နမတိကကိုလောကိုင်းနဲ့အတပညာနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်အောင်ကြိုးစားခြင်းနဲ့လိမ္မာကျွမ်းကျင်မှု အသိဉာဏ်ရှိခြင်း လိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်အတိုင်းကြိုးကြိုးကြိုးစားအထောက်ခြင်းသာဘဝယတ္တိဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဘဝယတ္တိနိုင်လောက်အောင်လူတိုင်းကိုလူတိုင်းအသိပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်အဲ့ဒါမှဘဝမှာယတ္တိနိုင်မယ်ဘဝကိုယတ္တိဖို့ရအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှု ဒါလောကမှာနေလို့ရှင်အသိပညာရှိရမယ်ကျုပ်ကအထောက်အမယ်ဒါနံပါတ်1ချက်နံပါတ်2ချက်ကတော့ကိုကြိုးစားအထောက်လို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကိုအလုံးနဲ့မျှဝေခံစားရမယ်လောကမှာ ကိုချိုးရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အဲကြောင့်ကိုချိုးစာကိုချိုးကိုသာကြည်တတ်တဲ့ကိုအကျိုးတစ်ခုတည်းကိုသာကြည်တတ်တဲ့ကိုချိုးရှာတဲ့စိတ်ဓာတ်ကိုဖယ်ရှားပြီးတော့ကိုရှာပွေလို့ရထားတဲ့အသိပညာအတတ်ပညာကိုကြိုးစားအထုတ်လို့ရထားတဲ့ဥစ္စာတဏအများနဲ့ခွဲဝေသုံးဆွဲနိုင်ရမယ်တဲ့ဒါ ဒါဆိုလိုတာကလောကထဲမှာ ဖြစ်လာရင် လောကကိုအကျိုးပြုရမယ်လို့ပြောတာနော်လောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားသလဲအဲ့လိုအကျိုးပြုသွားတဲ့ပုံကိုယ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ဂုဏ်ပြုနေကြတာပဲလေဒါကြောင့်မို့လောကထဲမှာလောကကြီးကိုအကျိုးပြုသွားတဲ့ပုံကိုယ်တွေရှိသလိုအကျိုးမပြုတဲ့ပုံကိုယ်တွေလည်းရှိ ဖြည့်ဆည်းသွားတဲ့ပုံကိုယ်တွေလည်းရှိတယ် အဲ့ဒီမဲ့လောကတွင်မှာအကောင်းဆုံးနေခြင်းလို့ရှိရင်နေတယ်ဆိုတာလောကတွင်မှာနေထိုင်တာဟာလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ဒါကဒုတိယအချက်တတိယအချက်ကပါတော့ဆိုအဟာတောအထလာဘိတုလို့ဆိုပြီးကိုကျိုးစားအထုတ်လို့ ကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့ကြိုးစားအထုံးမှုကြောင့်အောင်မြင်ကြီးပွားလာလို့ရှိရင်လူတွေဟာပဝင်မြင့်ပြီးတော့အောက်ချိတ်လွတ်သွားတတ်တယ်အဲ့ဒီပဝင်မြင့်ခြင်းအောက်ချိတ်လွတ်ခြင်းဆိုတာလောကလူတွေရဲ့မုန်တီးရွှန်ရှာမှုကိုခံရတယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားလာတဲ့အခါမှာပဝင်မြင့်ခြင်းအောက်ချိတ်လွတ်ခြင်းမရှိဘူး တည်ငြိမ်တည်မဲ့စွာနေဖို့ဒါဟာအရေးကြီးတဲ့တတိယအချက်ပဲဖြစ်တယ်စတုတ္ထအချက်ကတော့ဘာလို့ဆိုလူလောကဆိုတာသာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိတယ်ဘဝမှာလည်း နှုတ်ပြုတ်လန်းဆန်းတဲ့အချိန်ရှိသလိုအိုမင်းရင်ရောသွားတဲ့အချိန်ရှိဥစ္စာရဏကြွယ်ဝချမ်းသာတဲ့အချိန်ရှိသလိုဆင်းရဲမွဲ့တေသွားတဲ့အချိန်ကလည်းရှိတယ်စိတ်ချမ်းသာကိုချမ်းသာနဲ့ကြုံရတာရှိသလိုစိတ်ဆင်းရဲစရာတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းဆိုလည်းရှိတယ် အလုံးကဝိုင်းပြီးတော့ချီကျူးကြတယ်မြောက်စွာကြတယ်ဆိုတဲ့အခါရှိတယ်လို့ပဲအလုံးရဲ့တတွေးခွက်မှာပက်လက်မျောပြီးအကဲ့ရဲ့ခံရတဲ့အခြေအနေမျိုးလည်းရှိတယ်လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလောကရဲ့တဘာဝလို့ဆိုတဲ့အကောင်အဆိုလောကဓာတ်မျိုးနဲ့ဂျုံတွေ့လာရမှာဖြစ်တယ်အဲ့ဒီလိုဂျုံတွေ့တဲ့အခါမှာ စိတ်တုံလုံးချောက်ချားမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်ခြင်းဟာလည်းပဲစတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်အဲ့တော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့နံပါတ်၁ လောကဘဝယတ္တိဟုတွေ့အသိပညာနဲ့ချုပ်ပန်းအထုံမှုနံပါတ်1ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအာလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအချိုပြုမှုနံပါတ်3အခွင့်အရေးတာလို့အောင်မြင်ကြည့်ဝလာတဲ့အခါစိတ်တက်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝမမြင်မှု ဘဝမမြင်မဲနဲ့စိတ်ဓာတ်တည်ငြိမ်စွာထားနိုင်မှုသုဒ္ဓအချက်ကကြာဆုံးကရောက်တဲ့အခါမှာစိတ်နှလုံးတုန်လုပ်ပြီးစိတ်ဓာတ်မကြဘူးအဲ့ဒီတရားလေးပါကိုသာဓုတရားလေးပါလို့လည်းခေါ်တယ်ဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးပဲ ူတွေကတော့ထင်ကြမယ်ဘုရားဟာတကူရှင်ဆိုတော့ဘာပြဿနာမှမရှိဘူးအရာခတ်သိန်းကိုအလွယ်တကူပဲဖြည့်ရှင်းသွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးစိတ်စမှန်တာလာဆွဆွဲတဲ့အခါမှာကြည့်လေမြတ်စွာဘုရားဘာမှ ဖြည့်ရှင်းချက်မပေးဘူးဖြည့်ရှင်းချက်မပေးဘူးတကူနဲ့ကူညီပြီးတော့ဘာမှမလုပ်ဘူးဘာလုပ်လဲအေး ဒီစကားဟုတ်တယ်မဟုတ်ဘူးဟာမင်းနဲ့ငါနဲ့နှစ်ယောက်တည်းပဲသိတယ်လို့ဒီတခွန်းမပြောလိုက်တယ်အဲ့ဒီတခွန်းမပြောတဲ့သူ့ဘာသူရသော်ဘုရားကဒီလောက်လေးပဲပြောလိုက်တော့လည်းပဲသူ့ရဲ့မကောင်းမှု အကုသို့လုပ်ရတဲ့အကြောင်းလို့ဘူးပေါ်တယ်လို့အကုန်ပေါ်ပြီးဒုက္ခရောက်တော့တာပေါ့အဲ့ဒါကြောင့်မလို့စိန်စမာနဝရဲ့မာနဝိကံရဲ့ဆွဆွဲမှုကိုရသော်ဘုရားဟာ အောင်မြင်လိုက်တယ်တွန်းလှန်ဖြေရှင်းလိုက်နိုင်တယ်ဆိုတာဘာနဲ့တွန်းလှန်တာရောလို့မေးရင်သီခံခြင်းနဲ့တွန်းလှန်တာပဲနော်သီခံတယ်မေတ္တာမပြတ်ဘူးမေတ္တာမပြတ်ဘူးမေတ္တာမပြတ်ရင်မကဘူးတနာအောင်မယ်အော်ငါ့ကိုဆွဆွဲနေတာဒုက္ခရောက်ရှာတော့မယ်မြတ်စွာဘုရားကရုဏာတက်တယ်ဒုက္ခတွင်နေရှာတော့မယ်ပြောလို့လည်းရမယ်မဟုတ်ဘူးသူဟာနဲ့သူဒုက္ခရောက်တော့မှာပဲဆိုတာမြတ်စွာဘုရားကြိုပြီးတော့သိထားတယ် ကရုဏာတရားပဲပွားများပြီးတော့ဒီလိုတိတ်ဆိတ်ငြိမ်သက်စွာရင်ဆိုင်ခြင်းဖြင့်စိန်စမန်ဝိကာရဲ့ဆွဆွဲမှုမြတ်စွာဘုရားအနိုင်ရလိုက်တယ်လို့ဒီလိုဆိုတာနော်ဒီလိုဆိုတာအောင်ရင်ရှင်းပါတယ်မှာအခုလို့အနိုင်ရသွားပေါ့ဒါဟာတာဝရိန္ဒာနတ်ပြည်ကအစဉ်တက်တော်52နှစ်ပတ်ဝန်းကျင်မှာကြုံတွေ့ခဲ့ရတဲ့မြတ်စွာဘုရားရဲ့ဘဝအခက်အခဲတွေပဲပေါ့အေး ဖះကို တကိုးရှင်ကြီးလို့ထင်ပြီးတော့လူတွေက လူသားတူမဟုတ်ခဲနဲ့တကိုးရှင်ကြီးလို့ထင်ပြီးအရာရာတကိုးနဲ့ဖြည့်ရှင်းနေတယ်လို့အောက်မေ့ကြအောင်အောက်မေ့ကြလိုက်ဒီလိုမဟုတ်ဘူးလူသားဆိုတာလူတွေရဲ့သဘာဝအတိုင်းပဲအခက်ခဲတွေကြုံတာပဲလောကရန်လေးနဲ့ကြုံတာပဲကောင်းတဲ့လောကရန်နဲ့ကြုံတယ်မကောင်းတဲ့လောကရန်နဲ့ကြုံတယ်ရသော်ဗျာရဲ့ဘဝကိုလေးလာကြည့်မယ်ဆိုလို့ရှိရင် ဆွဆွဲမှုကြီးကနှစ်ကြိမ်ခံခံရအကြီးကျယ်ဆွဆွဲမှုကြီးခံရဒီတဆက်တည်းမဟုတ်တော့မှာပဲဟောဒီတာဝတိမျိုးမှာပဲမြတ်စွာဘုရားနောက်တစ်ကြိမ်ဆွဆွဲမှုတစ်ခုကြုံရပြန်အဲ့ဒီဆွဆွဲမှုကတော့အလုံးကိုကြီးမားတယ်အခုဟာတဲ့ပြင်းထန်တယ်လို့ဒီလိုပြောအောင်စိန်ဇမန်နွားရဲ့ဆွဆွဲမှုကတော့ဒီပွင့်လင်းလွန်အားကြီးတော့သူ့ဘာသူပဲဒီ သူစိတ်နဲ့သူသွားတယ်နောက်တစ်ခါဆွဆွဲမှုကြတော့ဘာနဲ့ဆွဆွဲလာတာတုံးလို့ဆိုအခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်မဒိမ့်မှုနဲ့လည်းဆွဆွဲတယ်လူသားမှုနဲ့လည်းဆွဆွဲနော်ဆွဆွဲမှုကြီးနှစ်ခုရိတ်လုတ်တယ်ဆိုတာလည်းပြောခံရတယ်တတ်တယ်ဆိုတာလည်းပြောခံပြမှုကြီးနှစ်ခုနဲ့ဆွဆွဲကဒီတာဝဋ္ဌိဇေရွန်เจ้าမှာပဲတစ်ဆက်တည်းမဟုတ်ပေမဲ့လို့ တိတ်မကြခင်ပဲမြတ်စွာဘုရားနောက်ထပ်ဆွဆွဲမှုတစ်ခုကြုံရဒါလည်းပဲဘယ်လိုဆွဆွဲမှုနဲ့ကြုံတာတော့လို့ဆိုတော့ဒါကြတော့ဥတံပါဠိတော်မှာပါဠိတော်တိုက်ရရှိတယ်သုံးတရီဆိုတဲ့ပြပိုင်းမှာဟာအသက်အရွယ်လဲငယ်တယ်ရုပ်ကလည်းချောတယ်အဲ့ဒီသုံးတရီပြပိုင်းမှာကိုခဏကမကြည်မနှက်ဖြစ်နေကြတယ်တရားဓမ္မနဲ့ပတ်သက်ပြီးမကြည်မနှက်ဖြစ်တဲ့ဒိဋ္ဌိတွေကနေပြီးတော့လှုပ်ဆောင်ပြီးစေခိုင်းလို့ သူဟာလည်းပဲခုနပုံစံမျိုးပဲတာဝတိမျိုးဇေရဝံအကြောင်းထဲမှာအိတ်တရောင်ရောင်အခြေအနေတွေပြပြီးတော့လောက်တယ်သူကနော်အခြေအနေပြတော့ပထမနီးတော့ကတော့သူတို့လိန်နေဆိုတာပေါ်သွားတယ်လေနော်ကိုဝန်ဆောင်ရောင်ဆောင်တာကြတော့ပေါ်သွားတယ်သုံးတရီကြတော့အဲ့ဒီနီးကိုမသုံးတော့ဘူးတာဝတိမျိုးဇေရဝံအကြောင်းဘက်ကိုညနေသွားမနေ့ကြပြန်လာ စောစောစီစီပြန်လာညမိုးချုပ်သွားအထင်းမြင်နေလွဲမအောင်လူတွေတိုးတိုးတိုးပြောလာသည်ထီအောင်အဲ့ဒါလို့လှုပ်ပြီးနောက်ကြမလှုပ်တော့ဆိုရင်သုံးတရီပရပိုင်းမှာနှစ်ရက်သုံးရက်ခါတိုင်းတွေ့နေကြသူ့ကိုမတွေ့တော့ပျောက်သွားပျောက်သွားညနေစေရွန်ကြောင်းမဲ့သွားတာလည်းမသွားတာမတွေ့ရပြန်လာတာလည်းမတွေ့ရ၃-၄ရက်လောက်ဇက်မြုပ်နေတယ် မြုပ်တဲ့အခါကျတော့မှအတံမလာနေပေးကြတယ်သုံးတရီပြောက်နေတယ်လူပြောက်ချင်ညာတာပေါ့နော်သုံးတရီပဲရောက်သွားမှမသိဘူးပြောက်နေတယ်အဲ့တော့ဘရင်ကြီးကိုသွားတိုင်နေသုံးတရီဟာဒီရဲ့ပိုင်းမှာဇေရဝန်เจ้าသွားတာများတယ်အခုသုံးတရီပြောက်နေတယ်နော်လူပြောက်သွားပြီးတော့တိုင်ရတိုင်တော့မြတ်စွာအဲဘရင်ကြီးကမေးတယ် ဘယ်နေရာမှာတန်တရားရှိတယ်လဲဆိုဇေရွန်ကျောင်းထဲမှာတန်တရားရှိတယ်အေးတန်တရားရှိရင်ဝင်းရှာကြဆိုဇေရွန်ကျောင်းထဲဝင်းရှာတဲ့အခါကျတော့သူတို့ကိုယ်တိုင်လှုပ်ထားတာသုံးတရီကိုအချိန်မတော်ဇေရွန်ကျောင်းဘက်ကိုသွားခိုင်းပြီးတော့တက်ပြီးတော့သုံးတရီရဲ့အလောင်းကိုမြတ်စွာဘုရားခန္ဓာကိုယ်ကြီးအနိနာကရေမြောင်းထဲကအမိုက်ပုံကြားထဲမှာပြစ်ထားတယ်ကဲကြည့်နော်လှုပ်ပုံလှုပ်နေရတယ် ်အခုခေတ်နဲ့အတူတူပဲဘာမှမထူးဘူးเนาะလွန်ခဲ့တဲ့နှစ်ပေါင်း2500အလိုမြတ်စွာဘုရားပေါ်မှာဆွဆွဲခြင်းလို့ဇေရွန်အကြောင်းတဲ့ကရေမြောင်းထဲမှာသွားပစ်ထားတန်တရားရှိတယ်ဘယ်မှာရှိတုံးဆိုဇေရွန်အကြောင်းမှာတန်တရားရှိတယ်ဒါပြင်ရှားဆိုတော့သွားရှာကြတဲ့ကတွေ့တယ်ပေါ့တွေ့လာပြီးတော့အဲ့ဒီသုံးတရီအလောင်းကိုထန်းစင်ကြီးထန်းပြီးတော့အပုတ်ချဖို့ကြိုးစားကြတယ်တကယ်ကတော့ ဒီလုံးစက်တွေဟာသူတို့ဖန်တီးတာကြီးပဲအကုန်လုံးဖန်တီးပြီးတော့လာဝတိမြို့ထဲမှာလှဲ့တယ်ဒီအလောင်းကြီးနဲ့လှဲ့ကြတယ်ဃောရမဘုရားနဲ့ဃောရမရဲ့တပည့်သားတွေရဲ့လုံရက်ကိုကြည့်ဟောဒီပြပိုင်းမလေးကို ရိတ်လုတ်ပြီးတော့တပ်ပြစ်ကြတယ်ဒီထိအောင်ဆွဆွဲတာနော်သူတို့ဆွဆွဲတာ